ကောင်မလီကမထင်မှတ်ပဲအဖေဖြစ်သူရဲ့အုပ်ဂူပေါ်မှာတတိထာမိမှာတော့မဟုတ်တဲ့တောပေါက်လေးတကူဖွင့်ထားတာကိုတွေ့လိုက်ရတယ်။အဖေဖြစ်သူကသူ့ကိုထူဆန်းတဲ့တောကိုပေးခဲ့တယ်လို့ထင်လိုက်ပါတယ်။သူကတွေ့ဝေစာနဲ့ပဲတောကိုထိုးလိုက်ပါတယ်။မထင်တာပဲဂျက်ဆိုတဲ့ကြီးလင်းတဲ့အတန်တကူနဲ့အတူတစ်ဖက်ကအုပ်ဂူရဲ့အခြေကဖြည်းဖြည်းချင်းပွင့်လာတယ်။တစ်စက္ကန့်ကြာပြီးတဲ့နောက်တန်းချိန်များစွာလေးတဲ့တကားကြီးတစ်ချက်ပွင့်လာတယ်။အထူးဆန်းဖြစ်နေပြီးကောင်မလီလည်းစိတ်လှရှားစွာနဲ့တကားကြီးကိုဖြတ်ပြီးတော့ဝင်သွားလိုက်တယ်။ဒါပေမဲ့သူ့အထက်ကမိကိုဖွင့်လိုက်တာနဲ့မျက်စိရှိမှတွေ့လိုက်ရတာကသူ့ကိုကြောင်သွားစေပါတယ်။ တကယ်တော့ဒီဟာကလှဝက်ခန်းကြီးတစ်ခုပဲဖြစ်ပါတယ်။ဒါအပြင်ဒီထဲမှာအဖေဖြစ်သူအသက်ရှင်စဉ်ကစုခဲ့တဲ့ရှေးအောင်ပစ္စည်းတွေနဲ့ပြည်နေပါတယ်။အဖေကိုရန်ရည်ခဲ့တဲ့မတ်စုကိုဖယင်းနေကောင်မလေးကအဖေအားဒီထဲမှာဘာတွေလုံးနေခဲ့လဲဆိုတာကိုဘလုံးမစဉ်းစားလို့မရဘူးဖြစ်နေပါတယ်။မကြပါဘူး။စပွဲဘော့ကအတန်ဖန်ဆက်ကသူ့ရဲ့အာယုံကိုဖန်ဆားသွားပါတယ်။မတ်စုတွေကညွှန်ကြားချက်တွေအတိုင်းသူကအတန်ဖန်ဆက်ကိုဖွင့်လိုက်တယ်။အဲဒီအချိန်မှာအဖေကသူ့ကိုသူဗီဒီယိုရိုက်ထားခဲ့တာကိုတွေ့လိုက်ရတယ်။တကယ်တော့အဖေကပြောင်းနေခဲ့တာမဟုတ်ပါဘူး။ အရာအပြင်အဖေကရှေးဟောင်းတင်ကြိုင်တစ်ခုကိုရှာဖွေဖို့တနအီလာကျွန်းစီကိုတယောက်တည်းသွားခဲ့တာပဲဖြစ်ပါလေ။အဲ့ထဲမှာဘယ်တော့မှမအိုသွားတဲ့လေဝတ်ချက်ကိုဖွက်ထားပါဗျ။ဒီတရင်ကအရန်ကိုအရေးကြီးလွန်တာကြောင့်လူတွေရဲ့အမြင်ကနေယုံထွက်ဖို့ကိုကုတ်ကိုတည်ခြင်းအောင်ဆောင်တဲ့ဤကိုပဲမဖြစ်မနေရွေးလိုက်ရတယ်။အဖေဖြစ်သူကအသက်ရှင်နေသေးလားဆိုတာကိုအတီးပြဖို့အတွက်ကောင်မလေးကတနအီလာကျွန်းစီကိုအမြန်ဆုံးနဲ့သွားဖို့အတွက်ငါးဖမ်းလေတစီကိုချက်ချင်းငါလိုက်တယ်။မမျော်လင့်ပဲငါးဖမ်းလေကတနအီလာကျွန်းရဲ့အဆုံကိုဝင်ရောက်သွားပါလေ။ရုတ်တရက်အီယာမမွန်နိုင်ကြီးတို့ကိုတိုက်ခတ်လာတယ်။ လိုင်းလုံးကြီးတွေရိုက်ခတ်မှုကြောင့်ငါးဖမ်းလီကရုံရင်းဆန်ခန်းနဲ့လှုပ်ခတ်နေပါတယ်။အကဲခတ်ကြည့်ရတော့ကတော့လိုင်းလုံးကြီးတွေကြောင့်ပျက်စီးတော့မယ်။ကောင်းမလေးလည်းကုရမဲတဲ့အဆုံးပစ္စည်းတွေကိုယူပြီးတော့ပင်လယ်ထဲခုန်ချလိုက်တော့တယ်။မမျော်လင့်ပဲသူကအဆိုးဆုံးတွေကအကောင်းလို့ပြောရမယ်။ကံကောင်းစွာနဲ့ပဲပင်လယ်လိုင်းရဲ့ရိုက်ခတ်မှုကြောင့်ဒနာဟီလာကျုံးမော်ကိုရောက်သွားပါတယ်။ဒါပေမဲ့သူမောကြည့်လိုက်တော့မလန်မကန်ကကံမဆုံးမလူတယောက်ရှိနေတာကိုတွေ့လိုက်ရတယ်။တခြားလေးတစ်ချက်ကြည့်ကြည့်လိုက်တော့ဒါကသူ့အဖေဆိုတာကိုသိလိုက်ရပါတယ်။တစ်ချိန်တည်းမှာပဲအဖေကလည်းသူ့ကိုတွေ့သွားပါတယ်။ မျောလင့်မထားပဲအဖေဖြစ်သူကကောင်မလေးကိုအရေးမလုံယုံတာမကအပေါ်ကိုအမြန်တက်သွားတယ်။သူ့ကိုတမင်ရှောင်းနေတယ်လို့ပဲကောင်မလေးလည်းအမြန်ပဲအပေါ်ကိုလိုက်တက်သွားပါတယ်။ကောင်မလေးကကုထဲမှနေထိုင်နေတဲ့ဖခင်ဖြစ်သူရဲ့မှောင်မဲနေတဲ့ဘဝကိုကြည့်ပြီးဝမ်းနည်းစွာနဲ့အဖေကိုလမ်းခေါ်လိုက်တယ်။ဒါတော့မှသူ့အဖေကသူ့ကိုဂရုမစိုက်သေးပါဘူး။ကောင်မလေးကအဖေနဲ့သမီးနှစ်ယောက်ကြားကတီးတန့်တင်ဂီတာလေးကိုထုတ်ပြလိုက်တဲ့အခါကျမှအခုတွေ့နေရတာကသူ့သမီးအစ်စ်ဆိုတာကိုယုံသွားပါတော့တယ်။ ကောင်မလေးကအဖေပါလို့အိမ်ပြန်မလာတာလေလို့မေးနေတဲ့အချိန်အဖေဖြစ်သူကလူသားတွေရဲ့ရှင်သန်မှုနဲ့ပတ်သက်တဲ့လေဝတ်ချက်တစ်ခုကိုပြောပြလိုက်တယ်။သူဒီထဲမှာဆယ်နှစ်ကျော်ကြာအောင်နေနေတာအသက်ရှင်တဲ့လေဝတ်ချက်ကြောင့်လုံးဝမဟုတ်ပါဘူး။တင်ကြိုင်ထဲမှာမြုပ်ထားတဲ့အစင်မှန်ကိုလည်းတွေ့ရှိခဲ့ပါတယ်။ဒဏ္ဍာရီတင်ကြိုင်ထဲကဘီရင်မာကကန်ဆိုမှုတွေကိုဖြန့်ကျက်တဲ့မရဏနတ်သမီးပဲဖြစ်ပါတယ်။သူ့ရဲ့လက်ချောင်းနဲ့တစ်ချက်လေးထိလိုက်တာနဲ့လူသားတွေစီကိုတားဆီးမိရတဲ့တေချင်းတရားတွေယူဆောင်လာပြီးပါတယ်။ဒါကြောင့်တေးပြီးတဲ့နောက်လူတွေကိုဒီတီးတန်းဖြစ်နေတဲ့ကျုံငယ်လေးမှာပိတ်လောင်ထားခဲ့တယ်။ ခြားရည်ရွယ်ချက်ရှိတဲ့သူတွေတင်းကြိုင်ထဲမဝင်လာအောင်လို့သူကဆယ်နှစ်ကျော်ကြောင်းဒီမှာတစ်ချိန်လုံးစောင့်နေခဲ့တာဖြစ်ပါတယ်။နောက်တော့အဖေကကောင်မလေးကိုခေါ်ပြီးတော့တင်းကြိုင်ရှိကိုရောက်လာတယ်။တင်းကြိုင်ရဲ့တကားမကြီးကလုံခြုံလားဆိုတာတီးပြချင်နေပါတယ်။ဒါပေမဲ့သူမသိတာကအအောင်ကဒီမှာကြိုးစောင့်နေတာကြားလာပြီဆိုတာပါပဲ။တင်းကြိုင်ထဲကိုဝင်နိုင်မှုအတွက်အအောင်ကပစ္စတိုနဲ့ကောင်မလေးရဲ့ဖေခေါင်းကိုချိန်ထားလိုက်တယ်။ ီလိုနဲ့ကောင်မလေးကိုချိန်ချောက်ပြီးတော့တင်းချိုင်တကားကိုဖွင့်ခိုင်းပါတယ်။ဒါပေမဲ့မျက်စီရှိကဒီတိကျလုံးတဲ့တကားကဂီယာကိုကြည့်ပြီးကောင်မလေးမှဘယ်ကစားဖွင့်ရမလဲလုံးဝကိုမသိတော့ပါဘူး။ဒီလိုရေးကြည့်တဲ့အချိန်မှာပဲကောင်မလေးဟာငငယ်ကသူ့ဖေပေးခဲ့ဘူးတဲ့ကစားစရာဂီယာလေးကိုရုတ်တရက်တတိယသွားတယ်။အယုတ်ဂီယာဖွင့်တဲ့အနေနဲ့တင်းချိုင်းဝင်တဲ့တကားပေါက်ကဂီယာဖွင့်နေကမချားနာပါဘူး။နောက်တော့ကောင်မလေးကချက်ချင်းတကားပေါက်ကိုတတ်သွားပါတယ်။ပတ်တန်အတိုင်းဂီယာပေါက်ကခလုတ်တွေကိုတစ်ခုပြီးတစ်ခုလှည့်လိုက်တယ်။ ဂီယာဘောကနောက်ဆုံးခလုတ်တစ်ခုကိုလဲပြီးတဲ့နောက်ဖြက်စီးလို့မရတဲ့တင်ကြိုင်တကာကချက်ချင်းပဲပြိုကျသွားတယ်။နောက်တော့အုပ်စုလိုက်တင်ကြိုင်တဲ့ကိုကျိုးနေဆင်းဝင်လိုက်ကြတယ်။ကိုလွန်ကြုံရဲ့ကိုကွယ်ဖို့အတွက်အအောင်ကကောင်မလေးကိုချိန်ချောက်ပြီးအရှိကနေလမ်းရှာခိုင်းပါတယ်။တကယ်ကိုဗလန်လမ်းမမလျှောက်ရသေးဘူး။ကျမ်းပြဘောကဆက်ကိုနှင်းမိသွားပါတယ်။တဖွဲ့လုံးကချက်ချင်းပဲထိတ်လန့်သွားတယ်။ဒါပေမဲ့ခဏဆောက်ပြီးတဲ့အထိဘာမှမဖြစ်လာပါဘူး။မမျောလင့်မဲသူတို့စိတ်အေးတသွားခြင်းမှာပဲလောင်းငယ်သား၃လရောက်လောက်ချက်ချင်းအသက်ခံလိုက်ရတယ်။ဒါကိုကြည့်ပြီးတော့အအောင်လဲကြောက်ကဘောင်းမီတောင်ဆိုသွားပါလေ။ ဒီကိစ္စဖြစ်ပြီးတဲ့နောက်တဖွဲ့လုံးပို့ပြီးတော့တတိထားကြတော့တယ်မကြပါဘူးကြောတခုရှိကိုရောက်လာကြတယ်အောင်းအောင်းလောင်ကျွမ်းနေတဲ့မိတို့ကိုအောက်ကိုပြေလွတ်လိုက်တဲ့အခါမှာအောက်ဘက်မှာလူထောင်ပေါင်းများစွာရဲ့အယိုစုတွေကိုတွေ့လိုက်ရပါတယ်နောက်တော့သူကသူ့လူတွေကိုလှေကားထွေးတွေကိုခြာခိုင်းပြီးတော့တဖွဲ့လုံးချောက်ရဲ့တဖက်ကန်ကိုအသာလေးရောက်လာနိုင်ကြတယ်မကြပါဘူးလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကရှီဟောင်းအဆောက်အုံတခုဟာအားလုံးရဲ့ရှိကိုရောက်လာတယ်ဒါပေမဲ့သူတို့တွေကစိတ်မရှိဘဲဝင်သွားပြီးတဲ့နောက်အထဲမှအကောင့်တစ်ခုကလွဲပြီးကျန်တာဘာမှမရှိနေတာကိုတွေ့လိုက်ရတယ် အအောင်ကားစိတ်လှုပ်ရှားပြီးတော့အသက်ရှည်စေးကဒီထဲမှာရှိတယ်လို့ယူဆတယ်။ချက်ချင်းပဲလောင်းငယ်သားတွေကိုအခောင်းရဲ့အဖုံကိုဖွင့်ခိုင်းလိုက်တယ်။ဒါပေမဲ့အထဲမှာရှိတဲ့အရာကသူတို့ကိုအားအသင့်သွားစီပါလေ။လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကဘီရင်မရဲ့အလောင်းကအရင်ပုံစံအတိုင်းကောက်ကွက်ကူကွင်းရှိနေသေးတာကိုတွေ့လိုက်ရတယ်။အိပ်ပျော်နေတာနဲ့တူတယ်မမျော်လင့်ပဲတစ်စက္ကန့်အကြာမှာအလောင်းကလေနဲ့အထိတွေ့ပြီးတော့ချက်ချင်းတတိုးဖြစ်စဉ်ဖြစ်ပေါ်လာတယ်အသက်ရှင်နိုင်တဲ့လေဝက်ချက်ကိုရဖို့အတွက်အအောင်ကဘီယမရဲ့အလောင်းကိုဖယ်ဖို့ဆုံးဖြတ်လိုက်တယ် ဒါပေမဲ့သူ့ရဲ့လောင်းငယ်သားတွေအလောင်းကိုထိတိချင်းမှာပဲလက်ဖွာပေါ်မှာအမေရအောင်မြင်တွေမရင်မတွက်နိုင်အောင်ထပ်ပေါ်လာတယ်။နောက်တော့လက်မောင်းကားနေခန္ဓာကိုယ်တစ်ခုလုံးကိုပြန်သွားပါတယ်။မျက်စိတမိတ်တွေမှာပဲအရေးပြားအလုံးအနာဘူးတွေပေါက်လာတယ်။ကြောင်းနေတဲ့အအောင်လည်းချက်ချင်းပဲတနက်မောင်းတင်ပြီးတော့အရောက်ပူပေးလိုက်တယ်။ဒါပေမဲ့ဒီအချိန်မှာကောင်မလေးကနောက်ဆုံးပကြီကားတွေကတစင်းသဘောပေါက်သွားပါတယ်။ဒနာဤတဲကဘီရင်မာကမွေးရပါကုခံအားနေတဲ့သူဖြစ်တယ်။သူကသူ့လူတွေကိုကာကွယ်ဖို့ဒီနေရာမှာသူ့ဆန္ဒအတိုင်းတစည်းခတ်ထားခဲ့တာဖြစ်ပါတယ်။ ဒါကိုကြာပြီးအအောင်ကပိုစိတ်ဝင်စားသွားတယ်။ပလေယာကိုယူလိုက်ပြီးအလောင်းရဲ့လက်ချောင်းတစ်ချောင်းကိုချိုးလိုက်တယ်။ဇီဝနီးပညာကုမ္ပဏီကိုရောင်းပြီးဝင်ငွေကောင်းစီဖို့ဒါကိုယူသွားဖို့ပြင်လိုက်တယ်။ဒီလိုအရေးကြီးတဲ့အချိန်မှာကောင်မလေးကတောင်တက်တဲ့အခါတုံးနဲ့ပေါချုံကိုယူလိုက်ပြီးတော့အလစ်တိုက်ခိုက်တော့တယ်။ကောင်မလေးရဲ့အဖေကလည်းပစ္စတိုနဲ့အောင်ရဲ့ခြေထောက်တစ်ဖက်ကိုပြစ်လိုက်တယ်။ချက်ချင်းဟိုဘက်ဒီဘက်ပြေးထန်တိုက်ခိုက်နေကြတယ်။မမျော်လင့်ထားပဲအဲ့ဒီအချိန်မှာဗီမားရဲ့အလောင်းကိုထိခဲ့တဲ့အောင်ရဲ့လောင်းငယ်သားကထူးဆန်းစွာနဲ့ပြန်ရှင်လာတယ်။ကောင်မလေးအဖေကိုဦးတည်ပြီးတော့ဝင်တိုက်ခိုက်တော့တယ်။ နောက်ထပ်တစ်ခေါက်ပြစ်တက်နိုင်လိုက်ပြီမေအဖေရဲ့ခန္ဓာကိုယ်ပေါ်မှာလည်းဗိုင်းရပ်စ်တွေကူသွားခဲ့ပါတယ်။အဖေကသူတည်တော့မှကိုသတိထားမိတော့ကောင်မလေးကိုချက်ချင်းဒီနေရာကနေအမြန်ဆုံးနှုံးနဲ့ထွက်သွားခိုင်းပါတယ်။ပြီးတော့သူကဗိုင်းရပ်စ်မပြတ်အောင်ဒီထဲကိုပုံခွဲပြီးဖျက်ဆီးပြဖို့လုပ်တော့တယ်။ကမာလီကအလွန်နာကျင်ကြည်ကွဲပေမဲ့လေသူ့ဖေပြောတဲ့အတိုင်းသာလုပ်ရတော့တယ်။နောက်တော့ထွက်ပြေးနေတဲ့အအောင်နဲ့တွေ့သွားပါတယ်။ဗိုင်းရပ်စ်ကိုဒီကနေသူယူမသွားအောင်ကမာလီကတရားစီကိုတစ်ချက်လှမ်းခုန်လိုက်တယ်။ပြန်ထပြီးတဲ့နောက်မှာအအောင်ကိုတစ်ခါတည်းကန်ထည့်လိုက်ပါတယ်။ဂျောက်ကမာဘက်ကိုတိုက်ရိုက်ပြန်တွန်းလိုက်တယ်။ နော်တော့ကောင်မလေးကအနောက်ဖက်တံတားကိုပြုတ်ကြအောင်တစ်ချက်ခံလိုက်ပါတယ်။အအောင်ရဲ့ထွက်ပြေးမဲ့စိတ်ကူးကလုံးဝပြတ်သွားပြီဖြစ်ပါတယ်။အအောင်ကလုံးဝထောသထွက်သွားတယ်။တောင်တန်းရင်တုံးနဲ့ပေါချုံကိုဆွဲယူပြီးကောင်မလေးစီကိုလှမ်းခုန်လိုက်တယ်။အဲ့ဒီချိန်တုန်းကအအောင်ကခန္ဓာကိုယ်ပေါ်မှာတနက်တစ်ချက်မှန်ထားတယ်ဆိုပေမဲ့လေကောင်မလေးကသူ့ရဲ့ပြင်မဲ့ဖြစ်ဖို့မမိသေးပါဘူး။အအောင်ကနောက်ဆုံးဝမ်းဟိရိုက်ဖို့ပြင်နေတဲ့အချိန်မှာပဲရှေးအောင်အဆောင်ကြီးရဲ့ပေါက်ခွဲတဲ့အတန်ကသူ့အယုံကိုဖန်ဆာမိသွားတယ်။ကောင်မလေးလည်းအခွင့်ကောင်းယူပြီးပြန်တိုက်ခိုက်ပါတယ်။ အောင်ရဲ့အိတ်ကက်ထဲကဘီမားရဲ့လက်ချောင်းကိုနှိုက်ထုတ်လိုက်ပြီးတခါတည်းသူ့ရဲ့ပါစက်ထဲထည့်ပေးလိုက်တယ်။နောက်ဆုံးမှာတော့ခြေထောက်တစ်ဖက်ထဲနဲ့ကြောက်ကမအောက်ကိုကန်ချလိုက်တယ်။အဲ့ဒီအချိန်မှာတင်းကြိုင်းကစပြီးပြိုကျနေပါပြီ။ကောင်မလေးကတွက်လက်ပြီးဟန်ချက်ညီတဲ့စကေးရီနဲ့တင်းကြိုင်းလုံးဝပြိုသွားတဲ့နောက်ဆုံးစက္ကန့်မှာဂျီတဲကနေအောင်မြင်စွာလွတ်မြောက်လာခဲ့ပါတယ်။ပြီးတော့ကောင်မလေးကဗိုင်းရပ်စ်ပိုးကိုပိတ်လောင်ဖို့သူ့အသက်ကိုယ်တော်စတေးဖို့ဝင်မလီခဲ့ပါဘူး။အဲ့ဒီအချိန်ကနေစပြီးဒီထဲမှာထာဝရမြုံနှံထားခဲ့တော့တယ်။ ။နောက်ဆုံးမှာတော့လူသားတွေအတွက်အရေးကြီးတဲ့အန္တရာယ်တစ်ခုကိုဖြေရှင်းနိုင်လိုက်ပြီးတော့ဇလန်းလေးဟာလည်းဒီမာရင်ပြီးဆုံးသွားပါတယ်။